ားတွေသူအကြောင်းသားတွေလူငယ်တွေခန့်ခန့်ရတဲ့ကိစ္စမှာကျွန်တော်အမြင်ကပြောရမယ်ဆိုရင်ဒါဒီလုံးဝမဖြစ်တဲ့ကိစ္စပါเนาะဒီမိုကရေစီအတွင်းပြပြောင်းနေတဲ့ကာလမှာဒီအစိုးရကဒီလိုမျိုးလှုပ်ဆောင်နေရစေတာဒါသူ့ရဲ့လုံရုံသူတက်သိပြနေရတဲ့အတွက်ကျွန်တော်နိုင်ငံဒီမိုကရေစီသွားနေတာမသွားနေဘူးလားဆိုတော့အကြောင်းသားတွေကိုခန့်နာနေဆိုရင်ဟာအချက်တည်းနဲ့ကျွန်တော်သိတာပါ လည်းနိုင်ငံလုံးပြစ်ခတ်ရေးဆေးစာချုပ်ကရေးထိုးတော့မှာဖြစ်ပါတယ်။တရားပြင်မှာကျွန်တော်တို့ဒီနိုင်ငံရေးစုနေဝိုင်းတွေကလည်းနိုင်ငံရေးစုနေဝဲတွေကလည်းကျွန်တော်မြန်မာနိုင်ငံမှာမကြခင်ကျင်းပတော့မယ်ဆိုတာကိုကျွန်တော်တို့သိရှိထားတယ်ပေါ့နော်။အဲ့ဒီနေသားမှာကျွန်တော်တို့ကဒီလိုမျိုးဟိုကဟိုကចောင်းသားတွေလူငယ်တွေပြည်သူတွေကိုဖမ်းဆီးနေမယ်ဒီလိုမျိုးဆက်လက်ပြီးတော့ဆိုမှအကျဉ်းချနေမှာနိုင်ငံရေးကျင်းသားတွေကိုဆက်လက်ပြည်သူမှာထောင်တွေထဲမှာဆက်ထားနေဦးမယ်ဆိုရင်နိုင်ငံရေးတန်းတူညီမျှခွင့်မရနိုင်ပါဘူးနိုင်ငံရေးတန်းတူညီမျှခွင့်မရှိဘူးဆိုရင်ကျွန်တော်တို့တိုင်းပြည်အတွက်ရေရှည် ငင်းညာရဆက်လက်ဆင်းနေဖို့အတွက်အင်တန်ခက်ခဲနေလို့ဖြစ်ပါတယ်အဲ့နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်နိုင်ငံကဒီမိုကရေစီလမ်းကြောင်းသွားနေတယ်ဒီမိုကရေစီလမ်းကြောင်းသွားနေတဲ့အပေါ်မှာဒီကျွန်တော်ចောင်းသားတွေပြည်သူတွေကိုရိုင်းနှက်တဲ့ဖန်ဆီးတဲ့ဟာတွေကမလို့သိမှာဘူးပြီးတော့ဥပဒေဘက်ကဆိုလို့ရှိရင်လည်းကျွန်တော်အခုဥပဒေကိုအခုတရားရုံးတွေမှာခေါ်တယ်တရားတရားစီရင်မှုဆိုပြီးတော့ခေါ်တယ်ခေါ်ပြီးလို့ရှိရင်လည်းကျွန်တော်ចောင်းသားတွေကိုတရားမရှိဘူး ဂျင်းမင်းနဲ့တိုင်းမင်းထားတာလည်းဒီငါလောက်လောက်ဟိုဟာဒီငါလောက်ရှိပေါ့နော်အဲ့လိုမျိုးတွေရတကယ်ဆိုလို့ရှိရင်မဖြစ်တင်ဘူးအာကျွန်တော်အမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီလိုပညာရေးကကျွန်တော်နိုင်ငံနဲ့အတွက်ဆိုလို့ရှိရင်ခြားနိုင်ငံနဲ့ရှင်ကြည့်လိုက်ရင်အရန်နိုင်နိုင်နေပေါ့ရနိုင်နေတဲ့အချိန်မှာကျွန်တော်ကဒီမိုကရေစီပညာရေးပဲတိုက်ပွဲဝင်လာတိုက်ပွဲဝင်တဲ့ចောင်းသားတွေကိုဒီလိုလုပ်တဲ့ဟာကကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ចောင်းသားတွေပြီးတော့ကျွန်တော်တို့ပြည်သူတွေပေါ်မှာအဆိုးရွားကဟိုလုံးဝဘယ်လိုပြောမလဲတရားမမျှတဘူးပေါ့နော် တိုင်းပြည်အခုဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုတွားနေတယ်လို့ပြောပါတယ်ဆိုတော့ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့အခါမှာကျွန်တော်တို့ဒီအမတရားတဲ့ဥပဒေတွေကျွန်တော်တို့ပြုပြင်ရမှာရှိတယ်နောက်ပြီးတော့လူ့ခွင့်ရေးစံချိန်စံညွှန်းနေမီအောင်လို့ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေခံဥပဒေအရဆလို့ပေါ့အားလုံးပြောင်းလဲရမှာရှိတယ်ဆိုတော့နောက်ပြီးတော့တစ်ဖက်မှာလည်းဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံကိုပြန်ပြီးတော့မှထူထောင်လာအောင်လို့ဒီတိစောင်းမဲ့အပိုင်းတွေရှိတယ်ဆိုတော့အဲ့ဒီနေရာတွေအားလုံးမှာလူငယ်တွေရဲ့အင်အားအရန်ကိုရေးကြည့်ပါတယ် တော့ဒီလူငယ်တွေရဲ့အတန်ကိုနားထောင်ပြီးတော့လူငယ်တွေအင်အားနဲ့ပါဝင်ခွင့်တွေကိုအတိမတ်ပြုပြီးတော့မှလူငယ်တွေအားကိုအသုံးပြုရမယ်အစားလက်ရှိအစိုးရကနေပြီးတော့မှဒီလူငယ်တွေရဲ့သဘောထားတွေလူငယ်တွေလူလက်ဆောင်ထုတ်ပေါ်မှုတွေကိုတရားတယ်လို့ဖန်ဆီးရိုက်နှက်ပြီးတော့မှဖန်ဆီးထောင်ချတာအတန်ကိုရုပ်ဆိုးတယ်ဒါအင်အားကိုဖြုံးတိတာဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်တစ်ချက်ပါနောက်တစ်ချက်ကဒီပြည်တွင်းငင်းငယ်ရေးနဲ့ပတ်သက်လို့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်လည်းငင်းငယ်ရေးဖြစ်စဉ်မှာကျွန်တော်လက်နက်ကိုင်အပွဲတွေရှားမာတယ်မြဲဒီအပြစ်ရဲ့လက်မှတ်ထိုးတာမျိုးတွေလုပ်လို့မရပါဘူး ကယ်တော့ဒီလက်နက်ကင်တိုက်ပွဲတွေဖြစ်လာတယ်ဆိုတာကကျွန်တော်နိုင်ငံရေးမပြေလည်မှုနိုင်ငံရေးပြည်ပကကြောင့်ဖြစ်လာတာဖြစ်ပါတယ်ဆိုတော့နိုင်ငံရေးပြည်ပကတွေပြေလည်ခြင်းနဲ့ဆိုလို့ရှိရင်အဓိကအားဖြင့်ကျွန်တော်လိုက်နာမယ့်အချက်တွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီမိုကရေစီစံနှုန်းတွေရောလူ့ခွင့်ရေးစံနှုန်းတွေမှာဒါအခြေခံအကြဆုံးစံနှုန်းဖြစ်တဲ့လွတ်လပ်စွာထုတ်ပေါ်ခွင့်နဲ့နိုင်ငံရေးမှာလွတ်လပ်စွာပါဝင်ခွင့်တွေကျွန်တော်တို့အိမ်မက်ပြောင်းအောင်ဖြစ်ပါတယ်အခုလိုမျိုးဒီចောင်းသားလူငယ်တွေရောနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရောပုံမှန်မျိုးမျိုးတက်ပြီးဖမ်းဆီးထားတာဟာသူတို့ရဲ့လွတ်လပ်စွာထုတ်ပေါ်ခွင့်ကိုဒါတိုက်ရိုက်ကန့်သက်ချိုးဖောက်နေတာဖြစ်ပါတယ်ဆိုတော့လူတွေရဲ့ ပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ခွင့်တွေနိုင်ငံရေးမှာပါဝင်ခွင့်တွေကိုကန့်တတ်နေသူတွေဖိနှိပ်နေသူတွေစစ်မှန်တဲ့ညီညာရေးဆိုတာလည်းမရရှိနိုင်ပါဘူး